မန္တလေးတိုင်းအထက်ပိုင်းကမတရားဆင်ကိုတပိတ်ချင်းမြို့နယ်တို့မှာဆေးရပြင်းထန်နေပြီးတော့အရေးပေါ်ကူညီရလိုအပ်နေရလို့စစ်ဘေးဒုက္ခသည်တွေကိုကူညီနေသူတွေကဆိုပါတယ်။အဲ့ဒီသုံးမြို့နယ်အတွင်းမှာနှစ်ဖက်တိုက်ပွဲတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေရကြောင်းအယက်သားပြည်သူတောင်းတဲ့ချီဟာနေအိမ်စွန့်ကွာထွက်ပြေးနေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကဖျောင်းနောင်ဒေသကိုစိုးစုကပြန်သိမ်းယူပြီးနောက်ပိုင်းမတရားနဲ့တပေးချင်းမြို့နယ်ခြားက ကျန်းရှိနေသေးတဲ့ TNN နဲ့ MDY PDF တို့ထိမ့်ချုပ်ထားတဲ့ဒေတာတွေကိုနေမြေရှင်းလင်းရေးဆက်လုပ်ကထိုးစစ်ဆင်သွားမယ်လို့စိုးစုကထုတ်ပြန်ပြီးနောက်ပိုင်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရပဲဖြစ်ပါတယ်။လက်ရှိမှာလည်းမရယာမျိုးနဲ့ဆယ်တော်ကြီးတဝိုက်တငါကြီးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အပြင်တပိတ်ချင်းမျိုးနဲ့အတွင်းကဖော်တော်ကြီးရွာတဝိုက်မှာလည်းတိုက်ပွဲတွေဆက်ရှိနေတာလို့ဒေတာခန်တွေကဆိုပါတယ်။စိုးစုကတိုက်ပွဲနဲ့မသက်ဆိုင်သလိုစည်ရေးပြင်းမှတ်မဟုတ်တဲ့အရက်သားတွေပါမချမ်း ဒရုန်းလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေကြအောင်မရေယာမြို့နယ်တွေကကျေးရွာတရာနီးပါးလောက်ဟာတိုက်ပွဲလွရာကိုထွက်ပြေးနေကြပါတယ်။အဲဒီနှမျိုးနယ်ရဲ့အလဲမှာရှိတဲ့စင်ကူးမြို့နယ်အတွင်းမှာလည်းစစ်ဘေးဒုက္ခသည်တွေရှိနေပြီးတော့တိုက်ပွဲတွေပိုနီးလာတာကြောင့်နေရဲဆုံကွာထွက်ပြေးသူတွေရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။ မန္တလေးတိုင်းအထက်ပိုင်းကအဲ့ဒီ၃မြို့နယ်ကို2024ခုနှစ်ကလေးကတော်လိုင်းရေးတက်တွေသိမ်းယူပြီးတဲ့နောက်တနစ်ကျော်ကြာအောင်ထိမ့်ချုပ်စိုးမိုးထားခဲ့ပေမဲ့အခုနှစ်ဇွန်လမှာတော့စိုးအစုက drone jet fighter စတဲ့အရာတွေနဲ့အုံပြပြီးလေကြောင်းကနေအပြင်းအထန်တိုက်ခိုက်နေသလိုမြေပြင်ကနေလည်းအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေရပဲဖြစ်ပါတယ်အဲ့ဒီဒေတာတွေကိုစိုးစုကတစ်ဖက်သက်ကျင်းပနေတဲ့2025ခုနှစ်ရွေးကောက်ပွဲမတိုင်ခင်အပီးသိမ်းယူဖို့အစီအစဉ်လှုပ်ဆောင်နေတယ်လို့လဲစိုးစုနဲ့နှိစက်သူတွေကဆိုပါတယ်။